မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျကိုစိတ်နှစ်ဖြာစမ်းမပျော်ရွှင်ကြပါစေခင်ဗျအခုချိန်ကစပြီထင်ရှားကြော်ကြားခေါင်းဆောင်ကြီးများပြည်တွင်းပြည်ပတော်လှန်ရေးအသိပညာရှင်အတက်ပညာရှင်တို့ရဲ့အတွေ့အခေါ်အယူအဆများနဲ့အဆိုမိတ်များနေ့စဉ်ဘဝအရေးနဲ့ပတ်သက်ပြီးအသိပညာပေးအစီအစဉ်များကိုမျှဝေပေးမှာဖြစ်တဲ့အတွက် like and subscribe လေးလုပ်ပြီးခံစားကြည့်ရှုနာဆင်ပေးဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာတရုတ်ကကျွန်တော်တို့ကိုဒီနေ့တက်စီကြီးစံတောင်းမှလည်းမပြီးဘူးပါဘူး အကယ်လို့မြန်မာတရုတ်ကသာကျွန်တော်တို့ကူညီခဲ့မယ်ဆိုရင်ကျွန်တော်တို့ကနေပြည်တော်တော့တိတ်မလိုက်ပြီကကျွန်တော်ကတော့အတားပြောရရင်တော့ဝင်ပြီးတိုက်မလိုက်မှာပဲတိတ်မလိုက်ပြီးမှဒီမြန်မာနိုင်ငံမှာဖိနှိပ်ခံလူတွေကိုပြောတိုင်းရင်းသားတွေကိုလွတ်မြောက်အောင်တခါလေကျွန်တော်တို့ကြိုးစားသွားမယ်တရုတ်ကကျွန်တော်တို့မပြေးပါဘူးเนาะအပြေးမယ်ဆိုရင်တော့ကျွန်တော်တို့ယူမှာပဲအဲเนาะအဲ့ဒါကြောင့်ဒီမှာပြေးဖို့ကြံတော့ ပေးဖို့အတွက်ရောတရုတ်ရဲ့ထောက်ခံမှုပြရဖို့အတွက်ကြိုးစားဖို့ရှိလားခေရေတော့ဘသူစီကမဆိုယူမှာပဲယူပြီးမှကျွန်တော်နေပြည်တော်ရောက်တင်လိုက်ပါအဲပြီးရင်တခြားခင်ဗျားတို့လည်းခင်ဗျားတို့ချင်းပြည်အတွက်အဲဒီဗစ်တိုရီယာတောင်ထိပ်မှာရှင်းအလဲကိုနှဲ့တယ်ကိုကျွန်တော်တို့အကူညီပေးရအဲ့လိုရတယ်ဘယ်လိုပါလဲ။အေးဘောအေးဘော။ဟော၊ယူစမာ30ချက်ရေးထားတာကိုပြရတယ်။အော် ဒီမြန်မာဒေါ်လာကြီးပါပေါ့နော်အဓိကတော့အနောက်ဘက်ပိုင်းပေါ့နော်အဲဝင်ရောက်ကူညီပေးမဲ့တရင်တွေက3ရင်းအထိရှိတယ်နော်တရင်3ရင်းပြင်ဆင်ထားတယ်ပေါ့နော်အဲ့ဒီတရင်3ရင်းမှာအမှတ်30တရင်အမှတ်18တရင်အမှတ်24တရင်အဲဘင်္ဂလားဒေ့ရှ်တရင်နော်ဒါပေမဲ့အဲ့တရင်တွေကဝင်တိုင်းပါတော့မဟုတ်ဘူးဝင်မတိုက်ဘူးဝင်မတိုက်ပဲနဲ့လိုအပ်တဲ့ရေခါနန်းလီတဲ့အိတ်ပေါ့နော်အဲဒါမျိုးတွေနောက်တစ်ခါ drone ထောက်ပံ့ရေးနောက်တစ်ခါ drone အခြေစိုက်စကန်တွေ နောက်ပြီးတော့ဆက်သွယ်ရေးဆိုင်ရာအထောက်အပံ့ပစ္စည်းတွေနောက်နံပါတ်ဆက်သွယ်ရေးဆိုတော့နံပါတ်ဆက်သွယ်ရေးလည်းပါပြီပေါ့နော်အဲ့ဒီမှာရင်တို့ဘာလဲပါကောင်းပါပါပေါ့နော်နယ်လီတဲဆိုတော့ရင်တို့ဘာလဲပါနိုင်နော်နောက်ဉာဏ်ပညာနဲ့ပတ်သက်တဲ့အဲစစ်စင်ရေးမှာထဲသွင်းသုံးပြုလို့ရတဲ့ဉာဏ်ပညာနဲ့ပတ်သက်တဲ့နောက်အထောက်အပံ့ပစ္စည်းတွေလည်းပါဝင်မယ်လို့သိသိရတယ်ပေါ့နော်အော်ဘရေဖွဲ့တွေကိုထောက်ပံ့ပါလေတိတိကျကျเนาะတိတိကျကျသိရတာတော့အေးအေးအာရခတ်တက်တော့ပေါ့နော် ောက်ကချင်းချင်းဖွဲ့တွေပေါ့နော်အော်အိန္ဒိယသတင်းစာကတော့အမေရိကန်က A နဲ့ချင်းဖွဲ့တွေကိုဒါအထောက်ပံ့တွေကိုအမတ်လ22ရက်25ရက်တို့မှာအဲဂျာတွေ့သွားပဲနော်ကျွန်တော်ဘင်္ဂလားဒေ့ရှ်စီဝစီချုပ်ရော့ကာဥစမန်ရော့ကာဥစမန်နော်သူအမေရိကန်ရဲ့ဒုတိယအဲစီရေးဒုတိယအကြီးအကဲဒုတိယဘူချုပ်ကြီးဂျိုးပါဝယ်ပေါ့နော်ဂျိုးပါဝယ်က အတွေ့ဂျိုးပါဝင်နဲ့သူတို့တွေ့ဆုံတဲ့အချိန်မှာအပြောခဲ့ကြတာပေါ့နော်ဒီအာရကတက်တော်ရဲ့ချင်းရဲ့ပေါ့နော်အဲဒီအကြောင်းကိုအိန္ဒိယသတင်းစာတွေကဖော်ပြထားတယ်လို့သိရတယ်အဲအဲဒီတော့ကအဲဘင်္ဂလားဒေ့ရှ်ကိုဒီအမေရိကန်ဒုတိယဗိုလ်ချုပ်ကြီးဂျိုးပါဝင်လာတော့ကျွန်တော်တို့ပြောသေးရနော်အဲတိုက်ဆိုင်တာတော့မဖြစ်တော့မဖြစ်နိုင်ဘူးပေါ့နော်ဒါတခုခုဖြစ်နိုင်မယ်ဆိုပြီးတော့ကျွန်တော်တို့ပြောခဲ့ကြသေးတယ်နော်မမီပါအောင်မယ်ကျွန်တော်မေ့ရွှေတယ်ဘင်္ဂလားဒေ့ရှ်ကိုဒုတိယဗိုလ်ချုပ်ကြီးလာတော့ကနော် အဲ့တော့အဲ့ဒီမှာဘင်္ဂလားဒေ့ရှ်နဲ့သူကဘာတွေပူးပေါင်းဆောင်ရွက်ပါလဲဆိုတော့အဲရှေးပူတဲ့လေ့ကျင့်မှုတွေလုပ်မယ်ဘင်္ဂလားဒေ့ရှ်ကိုလက်နက်အထောက်အပံ့တွေလုပ်ပါပေါ့နော်လက်နက်အထောက်အပံ့တွေလုပ်အဲ့ဒီဆွေးနွေးပွဲမှာပဲမြမအကြီးကိုသူတို့အစာပြုခဲ့ကြတယ်လို့ပြောရပေါ့နော်အဲ့အဲ့ဒီအဂျင်နာထဲမှာဘာတွေပါလဲဆိုတော့ဘင်္ဂလားဒေ့ရှ်ရဲ့တိုင်ရင်တုံရင်ကထောက်ပံ့ရေးတွေလုပ်ဖို့ပါဝင်မယ်အဲ့ဒီချိန်မှာမှအဓိကကတူရကီလို့ဒရုန်းတွေတူရကီလို့ဒရုန်းတွေကို ထောက်ပံ့မယ်ပြီးလို့ရှိရင် drone အခြေစိုက်စခန်းကြီးလည်းပါဝင်မယ်ဆိုပြီးတော့မှအဲ့ဒီတင်စာတွေဖော်ပြထားရတယ်တွေ့ရတယ်ပေါ့နော်အဲ့ဒီအစီအစဉ်ကိုအကောင့်ထဲဖော်ဖို့အတွက် AA နဲ့ CNF ကိုစလဲတွေပေါ့နော်ကိုစလဲတွေက penalty ကိုရောက်နေပြီလို့လည်းပြောတယ်ပေါ့နော်ရောက်နေပြီလို့လည်းပြောတယ်အဲ့တော့ AA ကိုစလဲတွေနဲ့ဒီ CNF ကိုစလဲတွေကိုအထူးလျှို့ဝှက်ပေါ့နော်ခေါ်ဆောင်ထားပြီးတော့မှအဲအဲ့ဒီဘင်္ဂလားဒေ့ရှ်ဘက်မှာလုံလုံရေးအတွက်ပေါ့နော် safe house တွေပေါ့နော် safe house တွေထားထားတယ်အဲ့မှာ တည်တည်ချာချာကိုလုံခြုံရင်းနဲ့ကိုအဲ့မှာခေါ်ပြီးသားပြီလို့သိရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ပြီးခဲ့တဲ့ April 16ရက်နေ့မှာပဲအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပေါ့နော်အာအရှေ့တောင်ပိုင်းနဲ့အာရှအာရှတောင်ပိုင်း sorry အာရှတောင်ပိုင်းနဲ့အလဲပိုင်းဆိုင်ရာနိုင်ငံသားရေးဝန်ကြီးဒုတိယလက်ထောက်နီကိုချူနီနော်သူလာသွားတယ်အဲ့တော့က16ရက်နေ့မှာအဲ16ရက်နေ့မှာအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ အဲရှေ့အာရှနဲ့အာရှပစိဖိတ်ဆိုင်ရာဒုတိယလက်ထောက်နိုင်ငံရေးဝန်ကြီးအန်ဒရူးဟာမက်စ်သူလည်းဘင်္ဂလားဒေ့ရှ်ကိုလာသွားတယ်။အဲဒီလိုလာတဲ့အချိန်မှာမြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံရဲ့တန်ယုံတာဝန်ခံလည်းဘင်္ဂလားဒေ့ရှ်ကိုလာသွားတယ်။နော်လာပြီးတော့မှသူတို့တွေပြည်ဆောင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်နော်။အဲဒီမှာပဲဘင်္ဂလားဒေ့ရှ်ဆိုင်ရာအမေရိကန်တန်ပါကြီးလည်းတက်တယ်တဲ့။အဲဒီလိုတွေသိရတယ်ပေါ့နော်။အဲဒီမှာပဲဘင်္ဂလားဒေ့ရှ်အဆင့်အရာရှိတွေလည်းအရာရှိကြီးတွေပေါ့ အရာရှိကြီးလေးတက်ရောက်တယ်လို့သိရတယ်ပေါ့နော်အဲ့တော့အဓိကကတော့ကျွန်တော်တို့ဒီအနောက်ဘက်ပေါ့နော်အနောက်ဘက်ရခိုင်ရဲ့ချင်းရဲ့အဲ့အဲ့နေရာတွေပေါ့နော် logistic ဘိုင်းတွေဆောင်ရွက်ဖို့ဒါတက်နေပြည်နယ်မှာအဆောက်အဦတွေအများပြားလဲဆောက်လို့ပြီးစီးပြီလို့လည်းသိရတယ်နော်ဘွေးတွေကတော့လှတော့လှတယ်ပြီနော်ဘွေးတွေကတော့လှတယ်ကြောက်ဖို့လည်းကောင်းတယ်နော်ကျွန်တော်အရန်ပြော်လို့မရအောင်နော်ကြောက်ဖို့လည်းကောင်းတယ် ။နောက်ပြီးတော့အဲဒီကနေပြီးတော့မှထောက်ပို့ပစ္စည်းတွေကိုပေးရသွားမယ်လို့သိရတယ်နော်။နောက်အန်တိုနီကူရာဒက်ရဲ့အဲကုလသမဂ္ဂထရေဒင်းဘူးပေါ့နော်။အန်တိုနီကူရာဒက်ရဲ့လာဝါရာတွေ့ရတယ်ပေါ့နော်။နောက်ထူးခြားချက်တစ်ခုရှိသေးတယ်။နောက်ထူးခြားချက်တစ်ခုကဘာလဲဆိုတော့ဒီအာစာတို့ပေါ့နော်။အာစာတို့ IRS လို့ဘာလို့ပေါ့အဲ့ဘက်ကလက်နက်ကင်အဖွဲ့တွေကိုလည်း A နဲ့ပူးပေါင်းဖို့အတွက်ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့မှ PR ပေးနေတယ်လို့လည်းတရင်တွေထွက်လာတယ်ပေါ့နော်အာပြီးခဲ့တဲ့ရက်ပိုင်းက အာစာကောင်းဆောင်တွေကိုဖမ်းပြီးတော့ဖိအားပေးတဲ့အနေအထားမျိုးတွေပေါ့နော်အဲ့လိုအခြေအနေမျိုးကြားပါတယ်အဲ့တော့ပေါ်စားလေးစိတ်လေးစိတ်ကြီးကိုလည်းတိုးချဲ့ပြင်ဆင်နေတယ်အခုနောက်ဆုံးအဆင့်ထိရောက်ပြီလို့သိရတယ်ပေါ့နော်အဲ့ဒီနေရာကတော့အထူးကအသုံးပြုပါတော့ဒီရခိုင်နဲ့ချင်းပြည်နယ်စစ်မျက်နှာပြင်အတွက် drone ခြေဆိုင်စကန်တွေအသုံးပြုဖို့လို့သိရတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့မှတူရကီနိုင်ငံထုတ်အဆင့်မြင့်လူမဲ့ drone တွေပြသမယ်ထောက်ပို့ပြီးလုပ်မယ်အဲ့တော့ပြောရလို့ရှိရင် ရခိုင်ပြည်နယ်ကကျူတိုင်းကြိုက်တဲ့နင်းစီကိုင်းပေါ့ဗျာနော်တတော်ကိုနိုင်ငံတကာကစိတ်ဝင်စားခြင်းခံရရပါတယ်နော်ဒါကတော့တရင်တရက်ကနောက်တရင်တရက်ကလည်းအဲ့လိုပဲအလားတူပဲပေါ့နော်အဲနောက်တရင်တရက်ကပါလဲဆိုတော့ဒီကြောက်ဖြူမှာထဲထဲဝင်ဝင်ပေါ့နော်ပေါ်ပေါ်တင်တင်တရုတ်လုံုံရေးကြီးစားတတ်တယ်နော်ကြီးစားလုံုံရေးတတ်တယ်ပေါ်ပေါ်တင်ဝင်ရောက်လာတာကိုအကြောင်းပြုပြီးတော့မှအမေရိကန်ကဘာမာအက်ပေါ့နော်ဘာမာအက်ကိုပို့ပြီးတော့မှတိုးချဲ့ လှုပ်ဆောင်လာတယ်တဲ့เนาะအကောစားအဲအဲ့နောက်သတင်းတရမှာလည်းကော်ပစားမှာလည်းလေရင်ထောက်ပံ့ရေးအသုံးပြုဖို့အတွက်ဒါဖွင့်ပေးထားတယ်ပေါ့เนาะအဲ့ထောက်ပံ့လုပ်ငန်းတွေကိုလည်းဘင်္ဂလားဒေ့ရှ်တိုင်းစစ်ဌာန၃ခုကကူညီဆောင်ရွက်မယ်လို့လည်းသိရတယ်အဲ့ဒါကရခိုင်နဲ့ချင်းဒေသတွေမှာလက်ရှိဒေါ်လာကြီးတွေကအပြည့်အဝထိန်းချုပ်နိုင်တဲ့အခါမှာစကိုင်းတိုင်းမြောက်ပိုင်းဒေသတွေကလည်း NUG အဖွဲ့တွေရဲ့လက်ထဲရောက်ခဲ့ရင်တဲ့ဒါကချင်းနဲ့ဆက်ပြီးတော့မှเนาะအဲ့ဒါမျိုးပေါ့အဲ North Western ပုံစံမျိုးအဲ့လိုပင်လေထွက်ပေါက်အနေထားမျိုးပေါ့เนาะ ရသွားမှာပေါ့အဲဒီခါမှာကချင်ကမြေရှားတတ်ထုတွေကလည်းဘင်္ဂလားဒေ့ရှ်ကနေတဆင့်အဲအမေရိကန်ကိုရောက်နိုင်စရာအကြောင်းတွေရှိရပေါ့နော်ဒီလိုလေသတင်းသုံးသက်ချက်တွေထွက်လာတယ်ပေါ့နော်အော်ဒီသတင်းကပြောရလို့ရှိရင်တရုတ်ကိုတော်တော်လေးအမျက်ချောင်းချောင်းထွက်စီပဲသတင်းမျိုးဖြစ်တယ်နော်သတင်းမျိုးဖြစ်တယ်အော်တရုတ်ကပို့ပြီးတော့မြန်မာစစ်တပ်ကိုလည်းပို့ပြီးတော့မှကူညီသွားမဲ့သဘောကြီးရှိနိုင်တယ်နော် က်နက်ကအစလက်နက်ခေရန်ငွေကြီးရမှာအစပေါ့နော်။ကုညီသွားမဲ့အနေအထားတွေရှိနိုင်တယ်။အဲ့တော့ကျွန်တော်တို့မြန်မာပြည်က proxy war အတွက်စစ်တလင်ဖြစ်သွားနိုင်တဲ့အန္တရာယ်ရင်ဆိုင်လာရပြီပေါ့နော်။ရင်ဆိုင်လာရပြီ။အော်ကြာစဉ်းစားကြည့်ရင်တော့ကျွန်တော်တို့တိုင်းပြည်ကနာတော့နာပြီးသားပါနာနေတာပါပဲနော်။ပို့ပြီးတော့နာလို့လည်းတိတ်တော့ဖူးမယ်မခင်ပါဘူး။တခုတော့ရှိရပါဘူးနော်။တိုင်းပြည်ကိုကာဝယ်ဆောင်ရှောက်ရမယ်တာဝန်တော့နိုင်ငံသားတိုင်းမှာရှိတာပေါ့နော်။ ို့ပြီးတော့ထိုးပြီးနာဖို့တော့မရှိဘူးအဲ့တော့နောက်ထပ်အဲဒီအမေရိကန်ကပဲပေါ့နော်ကျွန်တော်တို့ဆရာသမားကြီးရှိဆရာသမားကြီးလမ်းမေးကြည့်ရပါတော့လမ်းမေးကြည့်ရဟုတ်တယ်သူကလည်းအတီးပြုတ်တယ်နော်အဲ့တော့တော်လိုင်းတက်ခွဲကြီးဟိုသူကအကြံပြုတ်ထားတယ်ဒီအမေရိကန်အစိုးရနဲ့နော်အမေရိကန်အစိုးရနဲ့ဒီနိုင်ငံနိုင်ငံကဆက်ဆံရေးပေါ့ဗျာနော်နိုင်ငံကဆက်ဆံရေးအဖွဲ့ကြီးကိုကျွမ်းကျင်ကျင်ဝင်ထွက်ကြောဆုံနိုင်မှုအတွက်ဘာသာစကားကျွမ်းကျင်သူတွေနဲ့ တန်တမာရေးကိစ္စတွေဆောင်ရွက်ဖို့အတွက်အဖွဲ့ငယ်ယူအခုကတည်းကနေဖွဲ့စည်းထားတင်နေဆိုပြီးတော့မှသူအကြံပေးထားတာတွေ့ရတယ်နော်အဲဒီအခုအမေရိကန်အစိုးရတက်ကဘိုင်ဒန်အစိုးရထက်ပိုပြီးတော့မှကျွန်တော်တို့မြန်မာအရေးကိုပိုပြီးစိတ်ဝင်စားတယ်လို့သိရတယ်။ဘာကြောင့်လဲဆိုတော့တရုတ်ရဲ့စွန့်အင်လမ်းကြောင်းကိုကတ်တောက်လို့ပို့တယ်။အဲ့လိုပြောတယ်နော်။အကြောင်းပြချက်ကတော့ရိုးရေးပေါ့နော်။ရိုးရေးအကြောင်းပြချက်နော်။ဘင်္ဂလားဒေ့ရှ်အန်အိန္ဒိယ နှစ်ခုလုံးကိုတိမ့်သွင်းပြီးသွားပြီမြမရေးအတွက်ဘာမှအပ်တာပို့ပြီးတော့မှသူကမြင့်တက်လာပဲပို့ပြီးတော့မှအကောင့်ထဲပေါ်လာနိုင်မယ်သူအဲ့လိုပြောတယ် proxy war ကတော့ဖြစ်ကိုဖြစ်လာနိုင်မယ်တိုင်းပြည်ကတော့နင်နာထိုင်ပါတယ်တဲ့နော်အော် sales ကတော့ပြည်ပြီးမလဲတရုတ်ရဲ့အထောက်အကူမှုနဲ့ sales ကကြံ့ကြံ့ခံမလားဒါပဲတရင်ကတော့အဲ့ဒါပဲတရင်ကတော့အဲ့ဒါပဲအဲ့တော့ ွင့်ရေးတွေရှိတယ်လို့ကျွန်တော်တို့ကအခွင့်အခွင့်ရေးအခွင့်အလမ်းတွေရှိနေတယ်လို့အဲပြီးတော့ဆိုတော့ကိုစွန့်ကြရအောင်ပါအဲ့တော့ဖြစ်နိုင်ခြေတွေတုံးတက်တဲ့အချိန်မှာလဲဖြစ်နိုင်ခြေအများကြီးရှိတယ်။တရုတ်နဲ့အမေရိကန်ကပြောလို့ရှိရင်ကျွန်တော်တို့စီးပွားရေးစစ်ပွဲတွေဖြစ်နေတာပေါ့နော်။အဲ့တော့တရုတ်ရဲ့အသက်သွေးကြောတွေဘယ်နေရာမှာရှိလဲအမေရိကန်နိုင်ငံမှာအဓိကကတော့တရုတ်ရဲ့အသက်သွေးကြောရှိနေတာလေမြန်မာဒီဒီရခိုင်ပြည်နယ် နော်ရှင်နံပေါ့ဗျာနော်စွန့်အင်ထွက်တဲ့စွန့်အင်လမ်းကြောင်းပေါ့စွန့်အင်လမ်းကြောင်းပေါ့ရခိုင်ပြည်နယ်တွေကမဟုတ်သူဘိုးဘက်ကနေဝယ်ရဝယ်ပြီးတော့မှကျွန်တော်တို့နိုင်ငံတွေကနေဖြတ်ပို့တယ်စွန့်အင်လမ်းကြောင်းပေါ့နော်အဲ့လမ်းကြောင်းကလုံးဝဒိုးယုတ်ပေါ့ပေါက်သွားမယ်ဆိုလို့ရှိရင်တေဝကမိကံကိုကောင်းကောင်းပခုံးချင်းရှင်ပြီးတော့မှဆက်တိုက်လို့ရနိုင်တဲ့အနေအထားရှိတယ်တောင်တရုတ်ပင်လဲကြတော့အမေရိကန်ရဲ့မျက်စိအောက်မှာရှိနေတဲ့အတွက်တရုတ်အတွက်တိတ်ပြီးတော့မှ ဟိုအခြေအနေမကောင်းဘူးပေါ့နော်ဒီလိုလို့သမ ्या အမေရိကန်ကစောင့်ကြည့်နေတဲ့အနေထားဆိုကျွန်တော်ခဏခဏပြောပါတယ်အဲ့ဒါအနေနော်အဲ့တော့တရုတ်အတွက်ကျွန်တော်တို့နိုင်ငံမှာ view ကရမ်းကြပါတယ်ကျွန်တော်တို့ကဘလို့ဘလို့မျိုးပေါ့နော်တို့ proxy war ကိုရှောင်ပြီးတော့မှကျွန်တော်တို့တိုင်းပြည်လွတ်လပ်ရေးအတွက်ဘလို့လုပ်ကြမလဲဆိုတော့ခေါင်းဆောင်ကြီးများခုကလေးကခေါင်းငင်းဆိုင်ပြီးတော့မှဆွေးနွေးတင်ပါပြီပြင်ဆင်ရာရှိရာတွေပြင်ဆင်ထားတင်ပါပြီ ုတ်เสียရှိတာတွေကိုလုတ်သင်ပါပြီယခုတွေကကြုံပြီးတော့ပေါ့နော်နောက်တစ်ခုကပါလဲဆိုတော့အဲ့အတ္တတွေမကြည့်ကြပါနဲ့နော်ဒီအတ္တတွေကြည့်ပြီးတကွဲတပြားစီဖြစ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်ဟာနော်ယူကရိန်းတို့ဆီးရီးယားတို့တက်ပို့ပြီးတော့မှဆိုးသွားပါလိမ့်မယ်အဲ့လူလူကတော့ထူးပြီးတော့မှနားစရာမရှိတော့ဘူးနော်လူလူကသွားပြီးကျွန်တော်တိုင်းပြည်ပြက်စီးသွားတယ်လေနော်ထူးရောနားစရာမရှိတော့ဘူးအခုလည်းဆုတ်ပြတ်တက်နေပြီနော်အဲ့တော့ငလျားကမှထပ်ပြီးတော့မှထပ်ဆင့်ပြီးနှိပ်စက်ပေးလိုက်တော့အဲ့တော့ကျွန်တော်တို့တိုင်းပြည်ကတော့ သိကြပါတယ်အဆုံးထိသွားမဲ့သဘောရှိတယ်ဆုံးထိသွားပြီးတော့မှဒီအာရှမှာကိုကျွန်တော်တို့တိုင်ပြည်ကဖြတ်ကျော်သွားလိမ့်မယ်လို့နောက်အနာမဲ့အနာကက်မှာပေါ့နော်အာရှမှာကျွန်တော်တို့ကအမြင့်ဆုံးအထိတ်ဆုံးရောက်လာမဲ့နိုင်ငံတနိုင်ငံလို့တော့ကျွန်တော်တို့မြင်တယ်ဒါတော့ဘယ်စိုးသလားမမင်းနဲ့နော်ကျွန်တော်ဒီအာရှတော့ကျွန်တော်တိုင်ပြည်တော့ဆိုတော့ကျွန်တော်တိုင်ပြည်ရရှိတယ်နော်အော်ဒါတိုင်ပြည်ရဲ့အပြောင်းလဲတစ်ခုလို့တော့မြင်တာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကောင်းသောအပြောင်းလဲဖြစ်အောင်ကစားနိုင်ဖို့လိုအပ်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှ

တော်တို့အများကြီးစီးလုံးမှုလိုပါတယ်စစ်ကောင်စီမှာအပဖြစ်တဲ့ကြံတဲ့တော်လှန်ရေးအဖွဲ့အစည်းအားလုံးရဲ့ပေါင်းစည်းညီညွတ်မှုမျိုးကိုတိစောက်နိုင်မှာတိုက်ပွဲကိုကယ်တင်နိုင်မှာလိမ့်မယ်ကျွန်တော်တို့တိုင်းပြည်ဒုတိယယူကရိန်းမဖြစ်ရအောင်ညီမျိုးစုံနဲ့ကာကွယ်ဟန်တားရပါလိမ့်မယ်တော်လှန်ရေးအဖွဲ့တွေကြားထဲမှာ American Proxy တရုတ် Proxy ဆိုပြီးတော့အချင်းချင်းတွဲကွဲမသွားဖို့ကအရေးကြီးဆုံးပထမချက်ပါတပ်ပေါင်းစုဖွဲ့ဖို့စူးစမ်းကြပါ အရေးကြီးရတော့ American proxy တရုတ် proxy တချို့အချို့တရုတ်ရဲ့နောက်အောင်မှာရှိနေတဲ့အဖွဲ့တွေရှိတယ်ရှိသလိုအဲနောက်ပိုင်းကျလို့ရှိရင်လည်းဒီပေါ့နော် American ရဲ့ထောက်ပံ့မှုနဲ့ American American ဘက်ကိုရိမ့်မဲ့အဖွဲ့တွေလည်းရှိလာတယ်အဲ proxy နှစ်ခုကြားထဲမှာကျွန်တော်တို့ကွဲသွားလို့မရအောင်ဒါကိုထောက်ပြချင်တာတော့အရင်အရေးကြီးတယ်ကျွန်တော်တို့အဲတရုတ် proxy American proxy ဖြစ်လို့မရအောင်အခုကလာတော့မယ့်အနေအထားကိုဖြစ်သွားပြီနော်တတိယနေ့အခိုင်အမာထွက်လာတာပေါ့နော် ော်တော်တော့စိတ်ဝင်စားစရာကောင်းလာပါတယ်လက်ရှိမှာတက်ပေါင်းစုဖွဲ့လို့မရတဲ့အချက်ကမဖွဲ့ကျင်တဲ့သူတွေရှိနေလို့ဖွဲ့မရတာပါအင်းတခြားလူတွေနဲ့မကူပေါင်းဝဲနဲ့ငါတို့ကြီးပဲအောင်ပွဲဆင်နိုင်လိမ့်မယ်လို့ထင်ပြီးတော့သွေးကြီးနေတဲ့အဖွဲ့ကြီးတချို့ကြောင့်တက်ပေါင်းစုဖြစ်မလာတာပါသူမဟာမငါမိတ်မယ်အင်းဆိုလိုတာကသူအားကြီးမှငါကမိတ်ဆွေဖွဲ့မယ်အေးလို့တင်းတဲ့ကောင်တွေကိုမဟာမိတ်မဖွဲ့နိုင်ဘူးဆိုတဲ့စိတ်ထားတွေရှိနေလို့တက်ပေါင်းစုဖြစ်မလာတာပါအခုချိန်မှာ အဲ့ဒီသွင်းတထင်ရောက်မှုတွေအားလုံးကိုဘေးချပြီးတော်လိုင်းရေးအဖွဲ့အစည်းတွေရဲ့စီလုံးညီညွတ်မှုကိုတိစောက်ကြပါလားဒီတိုင်းပြည်နဲ့ပြည်သူတွေတွေးချောင်းမရှိအောင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။အင်းဒုတိယအရေးကြီးတဲ့အချက်ကတော့ဘယ်နိုင်ငံခြားတိုင်းပြည်ကိုမှပိတ်ထင်ကြည့်ပြီးတော့ပုံမှန်အလိုက်ကြဖို့ပါ။ယူကရိန်းကိုကြည့်ပါ။အင်းအမေရိကန်ကလက်နက်တွေပုံအောင်ထုတ်ပေးပြီးတော့သူတို့ကိုစားရုရှားကိုတိုက်ခိုင်းတော့တိုက်ကြပါတယ်။ပြည်သူအများအပြားသိချင်ပျက်စီးရပါတယ်။ဒါပေမဲ့ သူတို့မလိုလားတဲ့အခါကျတော့သူတို့ policy ပြောင်းသွားတဲ့အခါကျတော့အင်ဂျူရိုတွေကိုခေါ်ပြီးတော့ပါမရရုံတမင်အချက်ခွဲတာကိုခံရပါတယ်သမရနဲ့ဒုတိယသမရကဝိုင်းရန်ထောင်ရုံသာမကဘဲနဲ့သတင်းတောက်ကပါဘာလို့ကိုအင်းကြီးဝတ်တာလဲမရှိလို့လားဆိုပြီးတော့စော်ကားလိုက်ပါတယ်တရုတ်ကလည်းအဲ့လိုမျိုးလုပ်ဖူးပါတယ်မလေးရှားကွန်မြူနတီပါတီကချင်ပန်ဆိုတာအလွန်တော်တဲ့ခေါင်းဆောင်ပါသူကလက်နက်အင်အားမရှိတော့လို့ပါတီဖြက် တက်ဖြတ်တော့မယ်ဆိုတာကိုကြားသိတဲ့အခါမှာတယောက်ကခေါ်ပြီးတော့ငါတို့လက်နက်ပေးမယ်ငွေပေးမယ်ဆက်တိုက်ပါလို့ပြောခဲ့ပါတယ်အဲ့ဒီတော့ချစ်ပန်တို့ဆက်ပြီးတော့တိုက်ပါတယ်နောက်ပိုင်းတယောက် policy ပြောင်းတဲ့အခါကျတော့အထောက်ပံ့အားလုံးကိုအကုန်ဖြတ်ချလိုက်တာမလေးရှားကွန်မြူနတီပါတီဒုက္ခရောက်သွားမှုပါတယ်ပြောချင်တာကတော်လန်ရေးအဖွဲ့တွေအနေနဲ့ဘယ်သူမှမမီခွန်ကြပါနဲ့ဘယ်သူမှစေတနာတရားတရားထက်တန်လို့အခမဲ့ကူညီနေတာမဟုတ်ပါဘူးသူတို့အကျိုးနဲ့သူတို့လုပ်နေတာပါ ျိုးလိုလိုညောင်ရင်လောင်းနေတာပါဘသူ့ကိုမှလွန်ကျွန်မမိခုံကြပါနဲ့ဟုတ်ပါဘူးတနက်၅လက်ပဲရှိတဲ့သူဖြစ်ပါစေတနက်၁လက်ရှိတဲ့သူပဲဖြစ်ပါစေကိုတိုင်းကြီးတွေကတော်နိုင်ရေးသမားတွေကိုသာယုံကြည်အားထားပြီးတပ်ပေါင်းစုကြီးအမြန်ဖွဲ့စည်းနိုင်မှသာဒီတိုင်းပြည်နဲ့ဒီပြည်သူတွေကိုကဲတင်နိုင်မှာဖြစ်တယ်လို့အလင်းနဲ့သတိပေးတိုက်တွန်းချင်ပါတယ်ခင်ဗျာကောင်းပါရဲ့ ရန်ကုန်ကောင်းတဲ့တတိပီတိုက်ကောင်းချက်ပါเนาะဒါဟုတ်တော်လိုက်ကောင်းဆောင်နေအနေနဲ့လိုက်တော့ဘူးလိုအပ်တယ်ဗျာเนาะအကောင့်ထဲပေါ်ဖို့လိုအပ်တယ်เนาะဒီတိုင်းဖြစ်လာမယ်ဆိုရင်တော့ဆရာသိမ့်မပြောသလိုပေါ့เนาะတပေါင်းစုကြီးမရှိဘူးတပွဲတပြားစီငါ browser သူ browser နဲ့ဖြစ်နေမယ်ဆိုရင်တော့တီးကြတယ်တိုင်းပြရတော့စိစိမောမောပေါ့เนาะဒါတော့တော့ဟိုတိုင်းပြယူတစုတစည်းတည်းရှိစီကျင်တဲ့လူတွေအတွက်ပြောတာပါဗျာเนาะဟုတ်ဗျာအဲ့